ွေးစင်းများတဲ့အမျိုးသမီးတွေကဘာကြောင့်သွေးစင်းများတာလဲသွေးစင်းများရတဲ့အကြောင်းရင်းလေးကိုမသူအနေနဲ့ဒီဗီဒီယိုလေးနဲ့လာပြီးတော့ဝင်မြပေးမယ်သွေးစင်းများရတဲ့အကြောင်းရင်းတွေကဆိုလို့ရှိရင်တိမ်ထဲမှာအလုံးတွေအကျိတ်တွေတည်နေတယ်ဆိုလို့ရှိရင်လည်းဒါသွေးစင်းများတယ်နံပါတ်1ချက်အနေနဲ့ကကြတော့ဟော်မုန်းဝင်ကြီးများလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီဟော်မုန်းတွေကမကြီးများဘူးဆိုလို့ရှိရင်လည်းအဲသွေးစင်းများတတ်တဲ့ဟော်မုန်းဆိုတာအစ်စထရိုဂျင်နဲ့ပရိုဂျက်စတရောင်းဟော်မုန်းပြောတာပေါ့နော်ဟော်မုန်းမကြီးများရင်သွေးစင်းနဲ့ ်နောက်တစ်ချက်ကကျတော့မြို့သမီးတွေမှာကန်ဆာယောဂါကြောင့်ဆိုရင်လည်းသွေးဆင်းနိုင်တယ်အဲဘယ်လိုမျိုးလဲဆိုလို့ရှိရင်သိင်ကောင်းကင်ဆာတို့အဲသိင်ကင်ဆာသားဝင်ကင်ဆာအဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်လည်းပုံမှန်လူနဲ့ဆိုင်ရင်သွေးဆင်းပုံများတယ်နောက်တစ်ချက်ကကျတော့သွေးကျဲဆေးတောင်းနေရတဲ့သူတွေဆေးဝါးတွေမှာ သွေးကျဲဆေးတောင်းနေရတဲ့သူတွေအဲနောက်ပြီးလို့ရှိရင်ရောင်ရမ်းနာရောင်နာတွေပေါ့နော် ရောင်ရမ်းနာတွေကြာစီဖို့ဆေးတောင်းနေတဲ့သူတွေမှာဆိုလို့ရှိရင်လည်းအဲသွေးဆင်းများတယ်ပေါ့နော်တခြားယောဂါတွေကြောင့်လည်းသွေးဆင်းများတယ်အဲ့ဒါကဘယ်လိုမျိုးတွေလဲဆို လို့ရှိရင်အမျိုးသမီးတွေမှာဆိုလို့ရှိရင်ဒီဒီပေါ့နော်ဒီတင်ဆွန်ဝင်းထဲမှာရှိတဲ့ဒီမျိုးဘွားအင်ကရောင်ရမ်းတဲ့ဟာ PID လို့ခေါ်တယ်ပေါ့နော်အဲ့ဒီယောဂကြောင့်ဆိုလို့ရှိရင်လည်းသွေးစင်များတတ်တယ်နောက် တခြားယောဂတွေကအသေးယောဂတွေကြောက်ကဲ့ယောဂတွေဆိုလို့ရှိရင်လည်းသွေးစင်များစေတယ်မတူဘူးပြောတဲ့ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းသိချင်တာရှိရင်မေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်